မြမမာကျွမျိုးတွေကိုထလို့ဖန်နေကြတာပါဒီနေ့ခေတ်မှာကျွန်တော်ကျမလို့လူတိုင်းသုံးနှုံးနေကြပေမဲ့အဲ့ဒီစကလုံးတွေရဲ့နောက်ွယ်မှာတကယ်လေးနဲ့တဲ့အသေးပဲတစ်ခုရှိလို့နေပါရယ်လွတ်လပ်တဲ့အစိုးရစနစ်နဲ့လွတ်လပ်တဲ့မြမနိုင်ငံတော်ကြီးထဲမှာကျွန်တော်ကျမဆိုတာမိမိကိုယ်ကိုနှိမ်ချတဲ့သဘောအနေနဲ့သုံးနှုံးနဲ့ရင်ကျေးမှုတစ်ရက်ဖြစ်ပြီးမယ်လေရှေးခါတော့ကျွန်းဆိုတဲ့စကလုံးမှာနှိမ်ချတဲ့လူမှုအဖွဲ့အစည်းတစ်ခုတွေကိုညှိနှိုးတဲ့စကလုံးဖြစ်ခဲ့တာပါ ပို့ပြီးတော့မြန်တာအောင်ပြောရမယ်ဆိုရင်တော့မြမရွှေနန်းတော်ရဲ့ခန္ဓာမှုနောက်ွယ်မှာဘရင်ရဲ့စိုးပိုင်စေခိုင်းခြင်းတွေကိုခံရတဲ့ကျွန်တော်မျိုးတွေရှိခဲ့ကြပါတယ်တစက်တည်းမှာပဲနန်းတွင်အမှုတန်းတွေကြားထဲမှာတော့အနေဆုံးအသေးသိမ့်ဆုံးဖြစ်တဲ့တတ်မှတ်ခံရတဲ့ကျွန်းတပောက်ဘိုင်းနာမစတဲ့ဇကလုံးတွေအများကြီးလည်းရှိလို့နေသေးတာပေါ့နော်။ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ကြီးမြတ်လာပါတယ်ဆိုရင်မြန်မာလူမျိုးတွေရဲ့အတ္တကြီးတဲ့ပုံတွေကျွန်းမျိုးစိတ်ဖန်နေခဲ့ပုံတွေအကြောင်းကိုရဏနာနဲ့ပြောပြတင်ဆက်သွားချင်ပါတယ်ရှင်။ ကျွန်တပေါင်းဆိုတဲ့ဝန်ဟာရဟာမြမစာအဖိဒံမှာကျွန်မမွေးသောတာသမီးလို့ဖွင့်ဆိုထားပေမဲ့ဥမမောင်တင်ရဲ့ရွှေနှန်းသောဝန်ဟာရအဖိဒံအရာဆိုရင်တော့ကိုသားပေါင်းအမှုတန်းတွေကိုခေါ်ဝေါ်တဲ့အုံုံဖြစ်ပါတဲ့ရှင်။ဒီတပေါင်းအမှုတန်းကိုမျိုးဟာအနောက်ဝင်မိမဆောင်တွေကိုကြီးကြပ်ရတဲ့သူရဲ့ဝင်းစုအောက်ကစုသေးစုကြမ်းအမှုတန်းတွေဖြစ်ကသူတို့ရဲ့တာဝန်ကအလွန်သေးတယ်မာရီ။အဓိကတာဝန်ကတော့နန်းတော်သူအောက်တန်းသားတွေရဲ့အိမ်သားကိုခေါ်တဲ့ တော်ဝင်းတွေကိုမတင်မတင်ဖြစ်တဲ့အခါမှာတုတ်တင်ရှင်းလင်းရတာပါဒလိုကိုးသားပေါင်းအမှုတန်းတွေကိုညောင်ရမ်းခဲ့တာလုံးမင်းတရားလက်ထက်ခရေကပဲစတင်ပေါ်ပေါက်ခဲ့လို့မှတ်တမ်းရှိပါတယ် ဒေသပေါင်းအမှုတန်းအစုပါဆိုရင်တော့ရွှေနန်းတော်တွင်အမှုတော်ထမ်းတွေနဲ့သိသိနဲ့ကိစ္စတွေကိုသာဆောင်ရွက်ရသူဖြစ်ကသူတို့ရဲ့တပေါင်းမှုကဘရဲ့မသားတော်မှာအယိုးတော်ကောင်းရတဲ့အထိနှိမ့်ကြတဲ့တာဝန်တွေကိုထမ်းဆောင်ရပါတယ်အဲလိုပဲအနောက်ဝင်ရဲ့ဝင်စုထဲမှာပဲဘိုင်းနာအစိုးဆိုတာရှိနေပါသေးတယ်။ရှေးခါကစင်မီထူညီဖို့အတွက်မိစာဖြစ်နဲ့ဘိုင်းလေးတွေကိုလိပ်ပြီးနန်းတော်ကိုသွင်းရတဲ့အမှုတန်းတွေကိုဘိုင်းတာအမှုတန်းလို့ခေါ်ပါရယ်။ ဘိုင်းဒါမလို့ခေါ်တဲ့အမျိုးသမီးရိယာဆွေတော့စီမီနဲ့ပတ်သက်တဲ့ဝေယာဝစ်စာကိစ္စတွေကိုတာဝန်ယူခဲ့ကြတာပါ။ရှေးမြမာမင်းတွေလက်ထက်တအူးနဲ့တအူးခိုင်ရန်ဖြစ်တဲ့အခါမှာစိတ်ကိုမချုပ်တီးနိုင်ဘူးဆိုရင်ဘိုင်းဒါမတပေါင်းမှကျွန်တပေါင်းစာသဖြင့်နှိမ့်ချပြီးတော့ဆဲရီးတတ်ကြတာဖြစ်ပါတယ်။ဒီတောင်းတော့ဟာဆွေးတော့နန်းထွေးမှအသေးအဖွဲ့ နှုံနေတဲ့အမှုကိစ္စတွေကိုထမ်းဆောင်ရရတဲ့ဒီအစုအမှုဌာနတွေရဲ့ဂုဏ်တွေကိုနှိမ်ချလိုတဲ့သဘောနဲ့ပြောဆိုတာဖြစ်လို့ခံရသူရဲ့စိတ်ထဲမှာအလွန်နာကြီးရတယ်လို့ရွှေနန်းသောဝေါ်ဟာရအပိဓာန်မှာဖော်ပြထားတာပါနန်းတော်တွင်မှာဩစာအာနာပြိုင်ဆိုင်မှုဘလောက်တောင်ကြီးခဲ့သလဲဆိုတာတွေကိုဒီလိုအနေဆုံးအမှုဒန်းတွေရဲ့အမည်နာမကိုတုံးပြီးတော့ဆဲဆိုကြရတာကနေတွေ့မြင်နိုင်ပါလိမ့်မယ် တကယ်ဆိုရင်တော့ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ပါတယ်ဆိုပြီးသာသနာအလံထူထားတဲ့နိုင်ငံမှာသာသနာကိုဖျားဗနစုတဲပြီးတော့ပြုထားပါတယ်ဆိုတဲ့ဘယံမင်းမြတ်တွေရဲ့ခေဆာဆာအုပ်ချုပ်မှုတွေအောက်မှာမြမချင်းချင်းမိမိသွေးသားချင်းချင်းကြုံဖြတ်နဲ့တတ်မှတ်ပြီးဆေးရည်နှိမ်ချတဲ့အပြုမှုမျိုးစီကံမျိုးတွေကို ဖန်နှီးခဲ့တယ်ဆိုတာအံ့ဩစရာကောင်းသလိုနာကြီးစရာရွနာစရာလည်းကောင်းလွန်လာပါတယ် ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင်တော့မွေးကလေးကဘဲကလေးမှကျုံမဖြစ်ချိန်ခဲ့ကြတယ်လို့မျိုးတဘာဝတရားကြီးရလဲကျုံဖြစ်ရမယ်လို့နှစ်ဖူးမှာစာထွေးမပေးလိုက်ပါအောင်နော်လူအချင်းချင်းခွဲခြားဆက်ဆံကြတာလူရိတာဖြစ်ပါတယ်ကံကောင်းထောက်မစွာနဲ့ဒီကနေ့ခင်မှာတော့ကျုံမျိုးရိုးဟာတိန်ကောပြီးအားလုံးကတခင်လူရန်စားဖြစ်နေလွတ်လပ်စွာရည်တည်နေကြပါပြီပရိသတ်ကြီးတို့ရောဒီအကြောင်းကိုကြားတဲ့အခါမှာရှေးခေတုန်းကကျုံလူရန်စားခွဲခြားခဲ့မှုပေါ်မှာဘလို့များထင်ကြပါသလဲရှင် ဒီနေ့ရွှေဘို channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနောက်တစ်ခေါက်မှပြန်လည်ဆုံတွေ့ကြပါမယ်ညနေချစ်ခင်ပေးလို့ကျေးဇူးပါ